ဆိုတော့အဲဒီနေ့အပွဲမှာကျွန်တော်တို့ကြပြာရွချင်းစီဇန်နေဆက်ပြီးတော့အဲစီဇန်ဘို့အတွက်ကျွန်တော်တို့ရဲ့အခမ်းအနားကိုကြပြာဆရာအေမွန်ကနေပြီးတော့ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်အခုအဲဒေါ်လန်သူတို့ရုံးကန်တန်းကြပြာရွပွဲဆက်လက်ဆောင်ရွက်ပေးဖို့အတွက်ဆရာအေမွန်ကကျွန်တော်အခမ်းအနားကိုအပ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ရဲ့ချစ်တဲ့အဲလူလူကောင်းဆောင် အောင်ဆန်းစုကြည်ရဲ့88နှစ်ပြည့်ဝင်းတွေကိုတက်ရောက်လာကြတဲ့လာပြေးကြတဲ့ဟိုကြားဆရာတွေရောကျန်တဲ့တက်ဆိုင်ရာဌာနဆိုင်ရာကျွန်တော်တို့ပြည်သားညီညီရေးဆိုရရဲ့ဝန်ကြီးဌာနသူကြီးတွေရောအားလုံးကိုကျေးဇူးအထူးတင်ဆက်ကြောင်းပြောလိုပါတယ်ကျွန်တော်တို့ကြပြာကျူပွဲလေးအစီအစဉ်စပါဖြစ်ပါတယ်ကျွန်တော်တို့ဖိတ်ကြားထားတဲ့ကြားဆရာတွေလည်းအဲကျွန်တော်တို့ရှိကို live mode ကိုအကုန်လုံးရောက်ရှိနေပါပြီပေါ့နော်အဲ့ဒီတော့ကြပြာကျူပွဲအစီအစဉ်ကိုကျွန်တော်ကတော့ ျွန်တော်တို့ရဲ့ညဉ့်ညဉ့်ကြီးပြဆရာကြီးလို့ကျွန်တော်တို့ဟိုရေုံကြီးကြီးနဲ့ကျွန်တော်တို့သတ်မှတ်ကြတဲ့ဒီကိုယ်တိုင်လည်းဘဝနဲ့လူပညာနဲ့ယုံကြည်ချက်အပေါ်ကိုအာတူတူတတလုံးတောက်လျှောက်ပြီးထိုင်သွားတဲ့အာကျွန်တော်တို့ရဲ့တမိုင်းမှတ်ကြောက်တင်ခံရတဲ့ပြဆရာမောင်အောင်ပွင့်ရဲ့အဲကျွန်တော်တို့ပြာဗီဒီယိုလေးတစ်ခုကျွန်တော်ထုတ်ပြတင်ပါတယ်အဲ့ဒီဗီဒီယိုကတော့ကျွန်တော်တို့ကအခါတော်ဆိုတဲ့ကြပြားလေးဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အခါတော်ဆိုတဲ့ကြပြားဗီဒီယိုကလစ်ကလေးကိုဖွင့်ပြီးတော့ ကဗျာရုပ်ပွဲအစီအစဉ်ကိုအခုပဲစတင်လိုက်ချင်ပါတယ်ဗျာအခါတော့နတ်ဆိုးကိုနတ်ကောင်းဖြစ်အောင်လုပ်မယ်ပဲအိမ်ပြန်ရောက်တော့ပေါမုတ်လီးသားကအစဓမ္မကြီးအစုံအားလုံးထက်မြကုန်ကြတယ် နတ်ဆိုးနတ်ကောင်းဖြစ်အောင် လုပ်နေသူအိမ်ပြန်ရောက်တော့အိမ်ရှိကသလူတရေပင်အဖိုးပွင့်နေခါတိုင်းတဲ့ဝေလို့ငယ်မျိုးစုံတေးသည်ဆိုရင်ဝေရေဆုတ်ကြနှုတ်သည်အချောင်းလိုသိမြင်ရှိတဲ့နတ်ပြည်စုငယ်ကလေးမောင်နှံညူးနေလိုက်ကြပါနတ်ဆိုးနတ်ကောင်းဖြစ်အောင် လုပ်မဲ့သူအိမ်ပြန်ရောက်တော့သစ်ခွဘန်းနေပိုးပွင့်ကြကမွန်းချင်ပင်နေပိုနူးကြရွက်လပင်နေပိုလန်းဆန်းပိုလှပါ ခြံနောက်ကရှောက်ပင်အကိုင်းတွေညှို့ကွေးကြအောင်အသီးတွေပြီးပြအနာကဒီမျိုးအတုံးကိုကျူတင်ဂုံပြူနေကြရဲ့နတ်ဆိုးကိုနတ်ကောင်းဖြစ်အောင်လုပ်ခဲ့တယ်ပြင်ပြန်ရောက်တဲ့နေ့ကအိမ်နီးချင်းတွေဝိုင်းအောင်လာကြလေးလာတာသူကြီးလေးကိုခြိထားသူကဒီကလေးဖုန်းတကူကြည့်တာဖိုးရင်အိမ်ပြန်ရောက်တယ်တဲ့အော်တပြည်လုံးကကလေးတွေတစ်ချိန်နဲ့တစ်ပြိုင်နက်မှာ ုံတကူကြည်ကြရင်မင်္ဂလာရေမှအခါတော်ပြီပဲโอเคပါ